ready? 5, 4, 3, 2, 1, action. Oh. ကဒါရီကတော့ကတော့ဟိုကျွန်တော်ကကိုဝိုင်းရဲ့ထုံးစံအတိုင်းပေါ့နော်ကျွန်တော်တို့ဟို item လေးတွေကိုတည်တည်ချာချာအာအင်တိုင်းအားလိုက်လုတ်ခွင့်ရတဲ့ကားလေးတကားပေါ့ကျွန်တော်ရဲ့ character ကတော့အာဟိုပေါ့ psycho ပေါ့ငငယ်ကလေးကစိတ်ဒဏ်ရာတွေအများကြီးငယ်ဘဝမှာအရွယ်နဲ့မမျှအောင်ခံစားခဲ့ရတဲ့အခါကျတော့ psycho ဖြစ်နေရပေါ့ စိတ်ဒစဆဆန်လို့ရောက်ဘူး။ဘွားဘာတန်ရာတွေလည်းအများကြီးပဲ။သူ့ရဲ့မသိစိတ်မှာစိုက်ကူတွေရှိတယ်။အဲ့လိုပေါ့နော်စိတ်ဒစလူသက်သမားပုံစံမျိုးကိုဖြစ်နေတာပေါ့။အဲ့တော့ကျွန်တော်ရဲ့ငယ်ဘွားပါတယ်၊လက်ရှိဘွားပါတယ်။အဲ့လိုစိတ်ကြောက်ရဲ့ဖြစ်တဲ့ဘွားပါတယ်။လုပ်ပိုင်ဝင်နေအများကြီးရတယ်ပေါ့နော်။အဲဒါပေမဲ့ကျွန်တော်တို့အခုဒီဘွားပေါ့ရုပ်ဆောင်အစ်စ်ကလေးနေတော်ပေါ့။နော်နေတော်ကိုကျွန်တော်တို့လက်တွဲခေါ်ပြီးတော့ရိုက်ဖြစ်တယ်ဆိုတာကတော့ သူကလည်းတကယ်ကိုအောက်ချီရနေပြီးတော့ကြိုးကြိုးဆက်ဆာနဲ့တက်လာခဲ့တဲ့တရုတ်ဆောင်တယောက်ပေါ့ပြီးတော့သူကယုံအားဖြင့်ဆိုလို့ရှိရင်လည်းကျွန်တော်နဲ့တချို့နေရာလေးတွေပေါ့လေတော်တော်လေးကိုဆင်တူတယ်ကျွန်တော်ဆိုလို့ရှိရင်သူနဲ့လူချင်းမဆုံရင်ကလေးကသူတက်ပေါ်နေကြည့်ပြီးတော့ကိုယ်နဲ့တော်တော်ဆင်တာပါလားဆိုတာမျိုးလေးလည်းတတိထားမိတယ်ပေါ့အဲ့တော့ကျွန်တော်ရဲ့ငယ်ဘဝတို့အဲဒါလိုပုံစံမျိုးလေးတွေညိအကိုတို့စသဖြင့်ပေါ့နော်ဒါမျိုးလေးဆိုရိုက်လို့ရနိုင်တဲ့အသေးဥဆောင်တယောက်တော့ဖြစ်တယ်ပေါ့ အဲ့တော့သူကတကယ်ကိုကျွတ်ကျွတ်ဆဲဆဲလေးလုံနေရဖြစ်တဲ့ကြောင့်မို့လဲအဲကျွန်တော်တို့အနေနဲ့လက်တွဲပြီးတော့အာခေါ်ပြစ်တယ်သူ့ကိုဒါအခွင့်အရေးပေးတဲ့သဘောမျိုးကိုလည်းပါတာပေါ့လေအဲ့တော့တို့အခုတရုတ်ဆောင်တယောက်ထပ်ပြီးတော့ဖြစ်ပေါ်လာမယ်ဆိုလို့ရှိရင်ကျွန်တော်လောကထဲမှာရှိတဲ့လူတွေအများကြီးအလုံးရမယ်လူတွေရဲ့စာဝတ်နေရည်တွေပြည့်လည်ရမယ်ပေါ့နော်မြေသားတလက်တလက်ပေါ်မှာအာဆိုလို့ရှိရင်လွတ်လွတ်လပ်ရတဲ့လူတွေအများကြီးရှိတာဆိုတော့ဒီလိုမျိုးကိုစိတ်တည်နေပဲသူ့ကိုလည်းလက်တွဲပြီးတော့ခေါ်ပြစ်တာပါပဲ ရာဆိုတာကိရိယာဆိုပေါ်တာဝါရလာပြီပေါ့ဗျာရရရရရကိုကိကောင်းတော့ပထမဆုံးကိုပြင်းနေခဲ့တာပေါ့ဒါပေမဲ့တော်တော်လေးတဲ့တင်လို့စိတ်ထားတော့ပြောပြမကြအောင်ကောင်းပါတယ်ဒီကားလေးမှာကိုပြင်းသူရဲ့ငယ်ဘောကိုပြောဆိုဒီနေရာကိုလုခွင့်ရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ပြီးတော့လုခွင့်ပေးတဲ့လက်ရေးဆောင်ပြီးတော့ထူးထူးကျေးဇူးတင်ပါတယ် အခုလိုပြီးတော့အကူနဲ့တူတူပြေဆောင်တဲ့ချက်မှာအများကြီးသင်ကြားပေးရလိုရမယ့်အလုပ်တွေရောဟိုနေပုံထိုင်ပုံစိတ်နေစိတ်ထားရောတစင်ပြီးတစင်ပါဖို့အတွက်ကိုအကုန်လုံးကို plan ဆွဲပြီးတော့အချိန်တိုင်းကြော်ကြာတင်ပြရတာလည်းချက်တူတူပါ